မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျနော်ရှင်းလို့ဘာလို့လို့လဲအချိန်တူတူပြောင်းလာတာအခုဆိုရင်2025ရဲ့အော်တိုဘာလဆယ်လပိုင်းကိုရောက်ရှိလာပြီဒီဆယ်လပိုင်းအတွင်းမှာတလားစာအော်တိုဘာလအတွင်းမှာဂျာစာမိသားသမီးမိတ်ဆွေတွေအတွက်ချောင်းရံဆောင်ရံအတွက်တလားစာကိုဆရာမိတ်ဆွေတွေဆရာကအသေးစိတ်ဒီဒီကြက်ကြက်ရှင်းပြပေးမှာဖြစ်ပါတယ်ခင်ဗျဒါကြောင့်ဥစွာပထမဂျာစာမိသားသမီးမိတ်ဆွေတွေဘယ်ကနေကြည့်နေရလဲဒီဗီဒီယိုကိုမိတ်ဆွေတို့အနေနဲ့အာမိမိတို့ဘယ်ကနေကြည့်နေရလဲဆိုတာဆရာကိုကွန်မန့်လေးမှတ်ပြီးကြပါဦးကျေးဇူးတင်ပါတယ်ဒါဆိုဂျာစာမိသားသမီးတွေအတွက်စတင်လိုက်ကြအောင်ခင်ဗျနော် ဂျာတာပရိတ်သမီးမိတ်ဆွေအားလုံး2025ခုနှစ်အောက်တိုဘာလအတွင်းမှာအဆအဆရရအောင်ပြုမှုတွေအလီပိုင်ဆိုင်ကြပါစီကြောင်းဆရာကမေတ္တာပို့ဆူတောင်းထောက်ပံ့ပြုတာလိုက်ပါတယ်ဒီ2025ခုနှစ်ဆယ်လပိုင်းအတွင်းမှာဂျာတာပရိတ်သမီးမိတ်ဆွေတွေရဲ့ကံဟာဘာကိုဖြစ်ဖြစ် လှုပ်ဆောင်ကြရရှိတဲ့လုပ်ငန်းအလုပ်မှန်များကိုရှေ့တိုးဆောင်ရလှုပ်ဆောင်မှာအောင်မြင်ခြင်းတိုးတက်ခြင်းတွေရရှိခြင်းနာမျိုးတွေမိတ်ဆွေတို့နဲ့လုပ်ငန်းတွေအလုပ်တွေနဲ့စတင်လှုပ်ဆောင်တဲ့မိတ်ဆွေများဘာလို့ဖြစ်ဖြစ်အပြောင်းအလဲချိန်ကျတဲ့ခုခုနဲ့လှုပ်ဆောင်ရတဲ့မိတ်ဆွေများငကူကလှုပ်တမကြာရှုံးနေတဲ့မိတ်ဆွေတွေရှိလို့ရှိရင်ပဲဖြစ်ဖြစ်အာကံကဒွန်တွဲပြီးတော့ဆရာရဲ့ချစ်ကိုမရောက်လာဘူးဆိုတဲ့မိတ်ဆွေများဘာလို့ဖြစ်ဖြစ်စတင်ပြီးတော့တိုးချက်လှုပ်ဆောင်မှာဘာကြောင့်လဲဆိုတော့မိတ်ဆွေတို့လက်ရှိရှိနေတဲ့အနေအထားကနေပြီးတော့နေကြသွားနိုင်ကြကြာရှုံးသွားနိုင်ကြဘာမှမတွေ့ရတဲ့ကာလဖြစ်တဲ့အတွက်မိတ်ဆွေကြတာပြီးသားသမီးတွေကလက်ရှိဒီတလဟာဘာလို့ဖြစ်ဖြစ်တော့ရှိနေတဲ့အနေအထားကနေပြီးတော့နေကြသွားနိုင်ကြကြာရှုံးသွားနိုင် နဲ့ရဖြစ်ရတဲ့အတွက်ကြောင့်မလို့တိုးတက်မှုနဲ့အောင်မြင်မှုကတော့မိတ်ဆွေတွေရဲ့စူးစမ်းမှုနဲ့ရလတ်တာဖြစ်ပါလိမ့်မယ်ဆိုတဲ့ကြောင့်ဆရာကဥစွာပြောလိုပါတယ်။ဒါကြောင့်ကျသာပိသမိတ်ဆွေတွေကဒီလတ်တာတော့ဒီမှာဆိုမိတ်ဆွေတို့ရဲ့စကန်ကဘာကိုလှုပ်လှုပ်ချစ်တို့ဆံကလှုပ်ဆောင်လို့ရပြီးတော့ဒိဋ္ဌအောင်မြင်အောင်စွမ်းဆောင်နိုင်လို့ရှိရင်တရားရဲ့အဲ မိမိတို့ကဘယ်ကိုလှုပ်လှုပ်ဘာကိုတွားတွားချိတ်တိုးဆောင်ရရင်တိုးကျိုးစားတဲ့လောက်အောင်မြင်တဲ့ကာလဖြစ်ပြီးတော့အဲလက်ရှိရှိနေတဲ့အနေအထားတစ်ခုကိုရင်းနှီးလောက်ဆောင်တဲ့ကိစ္စဘာကိုဖြစ်ဖြစ်စတင်တဲ့ကိစ္စလုပ်ငန်းအသစ်ကိစ္စချိတ်တိုးဆောင်တဲ့တိုးတက်မဲ့ကံနဲ့ပတ်သက်လာရင်တော့လက်ရှိရှိနေတဲ့ပကတိအနေအထားနဲ့နှိမ့်ကြသွားနေကြကြာဆုံးသွားနေကြဘာမှမရှိပါဘူး။ငကောကစိတ်နှခွဖြစ်နေသူတွေဟိုအပူစရာလည်းရှိနေတယ်ချိတ်တိုးလည်းလှုပ်ရှိတယ်ဆိုတဲ့မိတ်ဆွေများဘာကိုဖြစ်ဖြစ်အပြောင်းလဲလေးတွေရလှုပ်လိုက်တာမျိုးဖြစ်စေငကောကဘာလို့လို့အခက်ပြင်းဖြစ်နေလဲဂျာစာလေးသမီးများဆရာငယ်မိတ်ဆွေများဒီကာလဟာဘာကိုဖြစ်ဖြစ်ချိတ်တိုးစွမ်းဆောင်ရင်စွမ်းဆောင်နိုင်တဲ့လောက်စူးစမ်းရင်စူးစမ်းနိုင်တဲ့လောက်ကိုက တရားဘူးလို့တရားဘူးတရားထင်မယ်90ဘူးလို့90ဘူးအရာထင်မယ်ဆိုတော့ကာလာမျိုးဖြစ်တဲ့အတွက်မိမိပေါ်မှာသာမူတည်တဲ့အတွက်ကြောင့်မလို့ကဲရှေ့ကိုဆွဲဆောင်ပါတော့ခင်ဗျာနော်ကောင်းပြီကျမကြီးကျမကြီးလည်းပတ်သက်လာလို့ရှိရင်တော့ လေနဲ့ပတ်သက်တဲ့ကျမ်းမာရေးလေးတွေတတိပြုပါဝမ်းပြောက်ဝမ်းလျှော့တာမျိုးလေးတွေတတိပြုစင်နေပါတွေးတို့တွေးတက်တာချိတဲ့ငကူကအရှိကမိတ်ဆွေများအနေနဲ့ကတော့အစားတွေကိုအတက်စားတို့ဟုတ်လားဟိုတွေးတို့တွေးတက်စားလေးတွေကိုတတိပြုစားဖို့လိုအပ်ပါတယ်အသက်အားဖြင့်68နှစ်အထက်ကျစားပရိသတ်မိတ်ဆွေမိဘများအနေနဲ့ကတော့လေပြတ်တာမျိုးလေပြတ်နာမျိုးလေးတွေဘီယူဆိုင်ဒီကားစင်တင်ပြရန်လိုအပ်တဲ့အတွက်ကြောင့်မိတ်ဆွေတို့အနေနဲ့ရေတွေကိုပဲကိုင်းကိုင်းလေနဲ့ပတ်သက်ပြီးတော့ငကူကခြေရလက်ပြားတွေအေးမခံတဲ့အဲရာမျိုးလေးတွေတာမန်ထက်တော့ပိုဘီယူဆိုင်ရမယ်အသက်ကြီးတဲ့မိတ်ဆွေများလေနဲ့ပတ်သက်သောကိစ္စတွေအေးရိုင်းခံရတဲ့ကိစ္စတွေတဘာဝအပြောင်းလဲကိစ္စတွေကြောင့်လည်းဖြစ်တတ်တဲ့အတွက်သတိထားပါဒါလေးတို့ တဲ့ဆရာကထပ်မကြလိုက်ရတယ်ဗျာ။ဟောပြီ။ကျမအိမ်နဲ့ပတ်သက်လို့ညံ့လာပြီဆိုလို့ရှိရင်တရားပါတယ်မိတ်ဆွေတို့အနေနဲ့ကျမအိမ်နဲ့ပတ်သက်ပြီးညံ့လာပြီဆိုမိမိတို့အနေနဲ့ကံကောင်းစီဖို့အတွက်ဆိုလို့ရှိရင်တော့မိမိတို့ရဲ့နော်ဟိုလေနဲ့ပတ်သက်ပြီးတော့ညံ့တဲ့မိတ်ဆွေများရှိခြင်းဖြစ်ဖြစ်သွေးတိုးသွေးတတ်တဲ့ပတ်သက်ပြီးညံ့ရဖြစ်ဖြစ်ထို့တူပဲဓာတ်တူနံတူစိဗတ်ယူဆွေတိုင်းကိုဟာအကျောင်းနဲ့ပတ်သက်ပြီးဖြစ်နေအကျောစီကလေးလူလာမျိုးဖြစ်စေသွေးတိုးသွေးတတ်ရှိနေသွေးစီကလေးသွေးလေးလူလာမျိုးဖြစ်စေဒီလိုမျိုးသောကုသိုလ်ရရအောင်လုပ်ချင်အပြင်လဲမိတ်ဆွေတို့ရဲ့ကျမအိမ်ကအာရောတెంပရာမန်လာပဲဆိုတဲ့အတိုင်းကျမအချင်းဒီလက်တော်ဆိုတဲ့အတိုင်းကျမအိမ်ကများစွာအထောက်ပြုပြုဖို့ရည်ရွယ်ပြီးတော့တူတာလိုက်တာမျိုးပါမိတ်ဆွေတို့ရဲ့ကံကိုတိုးတက် ကောင်းမှုစီတာအတိအကျမဖြစ်ပါလေခင်ဗျာနော်ကောင်းပြီဒါအလုတ်ကိုင်လုပ်ငန်းအရာတွေနဲ့ပတ်သက်လို့ရှိရင်ယာဉ်တိုးတာမျိုးယာဉ်တက်တာတွေကြုံရနိုင်လို့လုပ်ငန်းတိုးရှက်ခြင်းမျိုးတွေလုပ်ငန်းနဲ့ပတ်သက်လို့ရှက်ကလုဆောင်တယ်မြင်စီများရှေ့လို့ဆောင်ကလုဆောင်လို့ကောင်းသောကာလဖြစ်ပါတယ်အကျိုးပေးသောလုပ်ငန်းများကိုဆက်လက်ပေါ်ပြပြပြစီဒီလက်ကတော့ဒီပါဆိုမထင်မှန်ဖြစ်နေလုပ်ငန်းယာဉ်တိုးတက်တာမျိုးတွေနေရာထိုင်ခြင်းနဲ့ပတ်သက်လို့အပြောင်းလဲလေးတွေအပြောင်းရွှေ့လေးတွေလုဆောင်တယ်မြင်စီများရှေ့လို့ဆောင်ကလုဆောင်လို့ကောင်းပါတယ်ပညာရေးနဲ့ပတ်သက်ရင်လည်းမမဆိုးရရမရှိဘူးပညာရေးနဲ့ပတ်သက်ရင်နိုင်ငံခြားပြည်သွားတို့ပညာတော်သင်တို့ပြည်ပအတွင်းနဲ့ပတ်သက်လို့ရှိရင်ရှေ့တို့ဆောင်လဲလှုပ်ဆောင်ရင်စူးစမ်းသလောက်အရာပြင်မဲ့ကာလ 조사가다있네 ဘာမှဖြစ်မလာပဲနဲ့အဲတကယ်ကိုချစ်တိုးပြီးတော့ဆောင်ရွက်ပြီးတော့ကံကြမ္မာကိုရှင်းလန်းပေါ်ပြီးလှုပ်ဆောင်လိုက်ပါတကယ်ကိုအပြောင်းလဲနဲ့အတွေ့အကြုံကောင်းတွေရရှိပြီးတော့ဘဝအတွက်အထောက်အကူပြုမဲ့ကာလဖြစ်ပါတယ်ခင်ဗျာဒါမှပြင်မိတ်ဆွေတို့အနေနဲ့ဒီလာတာတော့ဒီမှာဆိုရင်ငွေကြီးနဲ့ပတ်သက်သောကိစ္စတွေမှာချစ်တိုးဆောင်ရွက်လှုပ်ဆောင်လို့ကောင်းပါတယ်ငွေကြီးနဲ့ပတ်သက်သောလုပ်ငန်းတွေလက်လွန်ထားတဲ့ငွေကြီးတွေငွေကကြန့်ကြာနေတော့ငွေကြီးတွေကိုချစ်တိုးဆောင်ရွက်လှုပ်ဆောင်လို့ကောင်းသောကာလဖြစ်ပါတယ် OA ချက်မီနဲ့ပတ်သက်ပြီးရောင်းနာဝယ်တာပြောင်းနာရွှေ့တာနဲ့ပတ်သက်တာမျိုးတွေဒီနေရာတိုင်းနဲ့ပတ်သက်တာမျိုးတွေအကျိုးပေးအားသာကောင်းမှုပါတယ်ငဘူကတသမီမရှိတော့ကြာသာပေးသမီမိတ်ဆွေများတသမီရရှိတာမျိုးတွေကိုဝင်ရရှိတာမျိုးတထင်းကောင်းလေးတွေကြားရတဲ့ကာလဖြစ်ပြီးတော့ ပြောလို့ဆိုလို့ခက်ခဲသောတာသမီတွေတော့ပြောလို့ဆိုလို့ကောင်းမွန်လာမယ်လားမျိုးအဲငါဘုရားမိမိရဲ့တာသမီတွေထဲမှာကိုယ်ကိုစိတ်တော့ကပြင်းနေတော့တိတိကျကျကိုအဆက်အသွယ်ကောင်းအောင်နားလည်မှုကောင်းနေတယ်အေးချမ်းမဲ့ကာလကိုစွမ်းဆောင်နိုင်သောကာလဖြစ်ပါတယ် ဘာသာတရားများများလို့ပါကံတရားရဲ့အထောက်အကူတွေကိုရရှိတတ်တာမျိုးထီပေါက်တယ်လို့ထီကန်ဆန်းတယ်လို့ယတနာပုံစိုက်ခင်းနဲ့စိုက်လို့ရရှိတတ်တဲ့ကာလဖြစ်တဲ့အတွက်ကြောင့်မိတ်ဆွေတို့အနေနဲ့ဘာသာတရားမမေ့ဖို့လိုအပ်ပါတယ်ဘာသာတရားကိုမှလုပ်ရင်လုပ်တော့အောင်မြင်တော့ဘာဘူးဖြစ်ပြီးအလုံးငန်းတစ်ခုကိုအလုံးတစ်ခုကိုလုပ်မယ်ဆိုအတိတ်ကံလေးတစ်ခုကိုချမှတ်ပြီးတော့လုံးဆောင်တာမျိုးအတိတ်ကံလေးတစ်ခုပြုတ်လုပြီးတော့ဆောင်ရတာမျိုးမေတ္တာလေးပို့ပြီးတော့သွားတာမျိုးသုံးမဟုတ်ရင်ဗတိလေးစိတ်ပြီးတော့သုံးမဟုတ်ရင်ဘုံတော်လေးကရမထမ်း၄၀တွေကမိမိတိုင်းနဲ့တရားကိုရွေးချယ်လုံးဆောင်ရင်အောင်မြင်မှုတွေတူတက်မှုတွေကကျင်းနေပါအောင်ကိုယ့်ရဲ့ကံကညံ့လာရင်အဲ့ဒီရဲ့ဘာသာတရားလုပ်တဲ့ယုံကြည်ခြင်းနဲ့ စွမ်းနိတ်ကြီးကပဲကိုယ့်ကိုထောက်ကူများစွာပြုမဲ့ကာလဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစေအမှုဖြစ်နေသူတွေအမှုနိုင်တတ်တာမျိုးတွေကြုံရတတ်ပါတယ် OA Champion နေရာထိုင်ခင်းတဲ့ပတ်တိုင်ဆောက်လို့လည်းကောင်းတယ်ရောင်းလို့လည်းကောင်းတယ်ပြောင်းလို့လည်းကောင်းတယ်ယာလူလုပ်ငန်းကိုင်ခင်းတဲ့ပတ်တိုင်ယာလူတိုးဖို့အတွက်ယာလူတက်ဖို့အတွက်ယာလူတိုးတဲ့လုပ်ငန်းတွေနဲ့ပတ်တိုင်ရှေ့တိုးပြောဆိုလှုပ်ဆောင်ရင်အောင်မြင်တိုးတက်နိုင်သောကာလပိုင်ခြားဖို့ဖြစ်ပါတယ်ငဘကမိသားစုဝင်နေတဲ့မှာနားလည်မှုလွဲနေတာမျိုးတုံးနဲ့တူတယောက်နဲ့တယောက်အမြင်မကြည်လင်တာမျိုးတွေအရှုံထွေးနေတယ်လို့ဒီကာလမှာမျက်နှာချင်းဆိုင်ပြီးတော့ PO1 အေးချမ်းမှုနဲ့ငြိမ်းချမ်းမှုကိုအလိုရှိအောင်စွမ်းဆောင်ရင်စွမ်းဆောင်နိုင်ကြလားအားသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းနိုင်သောကာလဖြစ်ပါတယ်ခင်ဗျာမိမိမိသားစုကို အကြောင်းပြုပြီးတော့ငွေကြေးတွေလုံငန်းရေးငွေဝင်လာတာမျိုးမိမိအိမ်တော်ဘက်သို့သို့မဟုတ်မိမိမိသားစုနဲ့ပတ်သက်ပြီးတော့ငွေကြေးကန်နေတာလုံငန်းရေးငွေဝင်လာတတ်တယ်ဥပမာအမွေရာချင်းတွေထိပေါက်ချင်းတွေငွေကြေးနဲ့ပတ်သက်လာလို့ရှိရင်အထောက်အကူရာချင်းတွေကြုံရတတ်တယ်လို့သာသမိပညာရေးကိစ္စလေးတွေကြောင့်သာသမိကိစ္စလေးတွေကြောင့်စိတ်ချမ်းသာစရာဝမ်းသာစရာတရင်းလေးတွေကိုကြားရတတ်တော့လာဖြစ်ကြောင်းလည်းထားလို့ပြောကြလိုက်ပါစီအကျိုးပေးတဲ့လုံငန်းတွေအနေနဲ့ဆိုရင်ကွန်ပျူတာတို့ကွန်းတို့ရှမ်းတို့ကြောက်တို့ဘောတို့မှောတို့မှန်းတို့ စာရေးကိရိယာလုပ်ငန်းလေးတို့ကားတို့စက်ပစ္စည်းတို့စားတောက်ကုန်းတို့ကိုပိုင်လုပ်ငန်းတို့ OHM နဲ့ပတ်သက်တာတို့အထယ်လိုက်တို့ထိထိဖနှက်တို့ဟိုဆိုရှယ်မီဒီယာနဲ့ပတ်သက်တာမျိုးလေးဒီမှာရှေ့လို့စားရလို့ဆောက်လို့ကောင်းသောကာလာပိုင်ရှားဖို့ရရှိနေတတ်ပြီးရဲ့အခါအထက်လူကြီးအကြီးကဲတွေအကူအညီကိုရရှိခြင်းတွေအထောက်အကူရရှိခြင်းတွေကြုံရတတ်တယ်လို့အကူအညီကောင်းအထောက်ပံ့ကောင်းတွေရရှိတတ်သောကာလာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ရစီခင်ဗျာအကျိုးမပေးတာလေးလည်းတစ်ဖက်မှာအလားတူပါပဲဆွေမျိုးသားချင်းနဲ့ပတ်သက်ရင်အိမ်မလာရလို့စိုက်ထုတ်တာတတ်ထားလိုက်ပါ ဘာကြောင့်လဲဆိုတော့ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့ဖြစ်စေညီကိုမောင်နှမနဲ့ပတ်သက်ပြီးတော့ဖြစ်စေအဲစိတ်ညစ်စရာလေးတွေညီကိုမောင်နှမနဲ့ပတ်သက်ပြီးတော့စိတ်ချုပ်စရာလေးတွေကြုံရတတ်တာမျိုးတွေကြုံရတတ်တယ်လို့မိတ်ဆွေတို့အနေနဲ့ ငါကအရှုံအောင်ဖြစ်နေတဲ့မိတ်ဆွေများအရှုံရှင်းလောက်ထားတဲ့မိတ်ဆွေများမိမိအိမ်ဆောင်မသိအောင်မဖြစ်ဖြစ်ပြဿနာတစ်ခုခုအရှုံရှင်းလေးတွေကိုပြန်ပြီးတော့အသက်သွင်းတာမျိုးဖြေရှင်းတာမျိုးကမကောင်းပါဘူးအဲစေတနာတွေဝေဒနာဖြစ်ရတတ်ပါလေစကားပြောစုံနဲ့ပတ်သက်လာလို့ရှိရင်လည်းကိုကရိုးရိုးပြောလိုက်ပြီးမှတစ်ဖက်ကလူကနားကျလွဲပြီးတော့ဝေဒနာလေးတွေဖြစ်ရတာမျိုးတွေကြုံရတတ်တယ်လို့မိတ်ဆွေတို့အနေနဲ့အမျိုးသမီးကိစ္စလေးတွေမှာစကားပြောစုံတဲ့အခါမှာတတိယဆင်ញံပြန်လာလို့တော့လာဖြစ်ပါတယ်မြန်တော့အဲဒါအပြင်ကိုကချိုးတင်မလုံးရသေးတဲ့ကိစ္စတွေမှာချိုးတင်ပြီးတော့အဲလုံမယ်ဆိုပြီးတော့ကြွားဝါတာမျိုးကျင်းဝါတာမျိုးတွေကိုတတိယဆင်ញံပြန်လာလို့ရပါတယ်စက်ပစ္စည်းရင်နဲ့ပတ်သက်လို့မောင်းနေကြိုက်တဲ့အခါမှာလည်းထိခိုက်ချနာမှုတွေဖြစ်ရတတ်တယ်စက်ပ စ်စီတို့ရေနှုံးနဲ့ပတ်သက်ပြီးလှုပ်ဆောင်ရတဲ့မိတ်ဆွေကြသမိသားများအထင်ကောင်အကြံကြလေးတွေအနည်းငယ်ကြုံရတဲ့အတွက်သတိထားဆင်ခြင်ပြရလိုအပ်ပါတယ်။ရွှေဝင်ရင်ဝရမယ်မယ်။ရွှေဝစ်တာမျိုးလေးတွေစင်တာမျိုးလေးတွေမှာတော့သတိထားပါမမြဲတာမျိုးလေးတွေလူပြောခံရတာမျိုးလေးတွေလူဆွဆိုးခံရတာမျိုးလေးတွေကြုံရတဲ့ကြောင်ထားလောင်းပြောကြလိုက်ပြရလိမ့်ခင်ဗျာ။အမှုပညာရှင်ကြသမိသားများမိတ်ဆွေများကတော့သတိပြုဆင်ခြင်ရအတွက်တော့လိုအပ်ပါတယ်။ကောလာဟာလာတတိယနေ့တပုတ်နေ့လို့ပြောခံရတာမျိုးလေးတွေကြုံရတဲ့တော့လာဖြစ်တဲ့အတွက်မိတ်ဆွေကြသမိသားများအမှုပညာရှင်များအနေနဲ့သတိထားဆင်ခြင်ပြရလိုအပ်ပါတယ်။အထူးသဖြင့်ကတော့ အလှပကြီးရနဲ့ပတ်သက်တာမျိုးတွေ operation ဝင်တာမျိုးတွေမလို့အဖက်မျက်နှာကိုပြုပြင်ခွဲစိတ်တာမျိုးတွေပြိဋ္ဌာန်ရှင်မှာအလှကုန်ပစ္စည်းနဲ့ပတ်သက်လာရင်ရောင်းတာတွေဝယ်တာတွေအိမ်တွင်းပရိဘောဂဖန်စီတွေစီရင်တာတွေအလှပတွေ graphic တို့ designer တို့ beauty salon တို့အစားကြီးတဲ့လုပ်ငန်းတွေနဲ့ပတ်သက်ရင်တော့အနှဲငယ်ကြီးအယောင်းပါအယောင်းအေးသောကာလာလေးတွေကိုတုံ့ပြန်နိုင်တော့လှပြောင်းဖက်လောင်းပြောကြားလိုက်ပြသည် စေတနာတွေဝေဒနာဖြစ်တတ်ပါတယ်ဆွေမျိုးသားချင်းများကြောင့်ညီကိုမောင်နှမညာကြောင့်စိတ်နှောက်ချက်လေးတွေဖြစ်ရတတ်သောကာလပိုင်းခြားတွေကိုဖြစ်တတ်တဲ့အတွက်သတိပြုစင်ရင်ပေးရန်အတွက်တော့လိုအပ်သောကာလပိုင်းခြားဖြစ်ပါတယ်စိတ်ထဲမှာစက္ကနဲပေါ်လာတဲ့ရာတွေကိုတည်တည်ရှိရှိစဉ်းစားပြီးခေါ်ပါအနည်းဆုံးလို့မလုပ်ပါနဲ့လုံငယ်တိုင်းကနေမလုပ်ပါနဲ့ဆုံးဖြတ်ချက်တွေမချပါနဲ့အားနည်းချက်တွေဖြစ်ရတတ်သလိုမိစေတို့အနေနဲ့လူငယ်တွေအရှိန်နဲ့ပတ်သက်လာရင်တော့ချစ်သူသမီးသားဝေးဝါးနေသူတွေပြန်လဲစုံစည်းရတာမျိုးတွေငဘောကအဆက်အသွယ်ပြတ်နေသူတွေပြန်လဲရရှိတာမျိုးတွေကြုံရတတ်ပါတယ်သို့တော့ အဆက်အသွယ်ပြတ်နေတော့သမီးကြီးများအနေနဲ့လည်းအဆက်အသွယ်ပြတ်နေရရှိလာတာမျိုးကြီးကြုံရတတ်တယ်အိမ်တော်သူချင်းစေးဆက်ချင်းလက်ထက်ချင်းအဆက်ရှိတဲ့ပြည်စာလေးတွေကိုတွေးတာမျိုးဖြစ်စေအဲလူကြီးမိဘအနေနဲ့တိုင်ပင်တာမျိုးဖြစ်စေဒီကာလဟာအကောင်းဆုံးကာလဖြစ်ပြီးအဲမင်္ဂလာရလဲဆရာမင်္ဂလာရလို့ရတယ်ဆိုတဲ့အကြောင်းကြားပြတ်ပြီးတော့ marketing ဆင်းလိုက်တယ်နော်ကောင်းပြီဆိုတော့မင်းစတို့အနေနဲ့အိုးနှလားပေါင်းမှတရွတ်ဆိုတဲ့အတိုင်းပဲနော်ဟိုဆွနာလို့ပေါ့ကြီးစားဘဝကိုရက် အိမ်တော်ရှင်ဘဝကိုကူးပြောင်းလို့တော့လေအားသာကောင်းမှုပြီးတော့တိုးတက်နိုင်လို့ရှစ်သူကြီးသားမရှိသူတွေဒီကလာဟာယခုစားဘက်ပေါ်တက်တယ်လို့မိမိတို့အနေနဲ့မိမိတို့ရှစ်သောမြန်လို့တော့သူကကိုကိုကိုဆနာလို့ respond ပြန်ပြီးတော့ကလာပြန်ပြီးတော့အဖြေရတဲ့ကလာဖြစ်တဲ့အတွက်ရဲရဲကြီးအရှိရင်းနဲ့ပတ်သက်လာရှေ့လို့စားနေလောက်ဆောင်ခြင်းမျိုးတွေကမိတ်ဆွေတို့ရဲ့ကံကိုတမိသားများအနေနဲ့စုပ်ကောစံကောလက်ကောအားလုံးဝင်နေတဲ့ကလာဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့အပွင့်မလို့ဘူးလို့ကကြောင်းနဲ့ထပ်လောင်းပြည်ပေးပြလိုက်ကြပြီခင်ဗျာကောင်းပြီအိမ်တော်ရင်အိမ်တော်ရင်နဲ့ပတ်သက်လာရင်တော့အိမ်တော်ဘက်ကိုအကြောင်းပြုပြီးငွေကြီးတွေလုံနေရင်လည်းဝင်လာတာမျိုးတွေအိမ်တော်ဘက်နဲ့ပတ်သက်လို့အိမ်တော်ဘက်ရဲ့ယာဉ်တိုးခြင်းယာဉ်တက်ခြင်းတွေကောင်းသောအရာ လေးတွေကြောင့်ဖြစ်စေခိတခဏပွဲရတာမျိုးတွေသူကရာလူတက်သွားလို့အခြားတနေရာတရီသားကိုကြောင်းဆွေးလိုက်ရတာမျိုးတွေဂျုံကတက်တော့ကာလာဖြစ်ပါတယ်တကယ်လို့မိသားစုကြီးထဲမှာနဂူကအစင်ပြေတဲ့အခက်အခဲကြုံလာနိုင်ပြီးရားပြပြီးတော့ကြောင်ကြလေးတစ်ခုလောက်ဝင်ပြရစီအဲဆရာမန်းလေးကိုရောက်နေပါတယ်အဲဗီတာမင်ရှင်နဲ့မိတ်ဆွေများဗီတာမင်ရှင်နဲ့မိတ်ဆွေများအနေနဲ့အဲဆရာမင်းနာမနာမအစာကြီးပို့လို့ဆရာ74 24 25လောက်မှာဆရာရှိပါတယ်အဲဆရာနဲ့တွေ့ကြည့်နေဆိုရင်ဆရာကိုခုံးခိုးတုံညာနေခိုးတုံညာလေးတစ်ချက် ့ဝက် Telegram မှာဖြစ်စေအမှဆရာငယ်နဲ့တွေ့ကြလို့မန္တလေးရပါဆိုနဘူဘီဒီမင်းမြဲတိုင်းနေရာကနေ7902904116ဆိုတဲ့ဝက် Telegram Viber Pay Messenger မှာဆက်သွယ်ပြီးတော့ဆရာကိုတွေ့တင်စရင်ပေးသွင်းနိုင်ကြောင်းနဲ့ဆရာနဲ့ AC တွေ့ကြတဲ့ဆိုဆရာပြန်ပြော reconnect လုပ်ပြီးမယ်ဆိုတဲ့ကြောင်းဆရာကပြောလိုပါတယ်ခင်ဗျကျေးဇူးတင်ပါတယ်ဒါအပြင်မိတ်ဆွေကျန်တာပေးသားသမီးဆက်လက်ပြောပြရစီဆွမ်းနာနည်းနည်းအတန်ဖြတ်သွားတယ်ဆိုတော့လေဆရာနားလည်ပြီပါနော်မိတ်ဆွေကျန်တာပေးသားသမီးများဒီလာတာတော့ဒီမှာဆိုရင်အိမ်အောင်ရှင်များအနေနဲ့ဆိုလို့ရှိရင်ပြဿနာတက်လာလို့တုံးနဲ့တုံးတရားနဲ့တရားပြဿနာတစုံတရားတက်လာပြီဆိုရင် အိမ်နောက်ဖက်ရဲ့ဆွေမျိုးသားချင်းတွေကြောင့်မြေဆွေမျိုးကြောင့်ငါဆွေမျိုးကြောင့်ဆိုပြီးအရှိချင်းများစရာလေးတွေဖြစ်ရတက်တယ်လို့ငကူကရှုပ်ပွေနေတဲ့ဂျာစာသီးတသမီအိမ်နောက်ရှင်များအဖို့အရှုပ်တွေချင်းရတဲ့ဘူးပေါ်တယ်လို့ပေါ်တတ်တဲ့သူကမိမိတို့အိမ်နောက်မှမသိအောင်လုပ်ကြတဲ့ကိစ္စလေးတွေမှာတစ်ခါလေးပြီးပြအောင်ဖြေရှင်းထားတာဟာမိဆွေတို့ရဲ့ပြဿနာတွေကိုကြိုတင်ကာထားခြင်းဖြစ်ကြောင်းထပ်လောင်းပြောလိုပါတယ်အဋိခံပြုလို့လဲဆရာငယ်ဂျာစာသီးတသမီမိဆွေများအဋိခံပြုလို့တပါဆိုရင်တော့လောကဝိတုဆိုတော့ဂုံတော်ပတိကိုတနည်းကိုခုနှစ်ပတ်နှုံးနဲ့၁၂ရက်တည်းတည်းအဋိခံပြုလိုက်ပါကအခက်အခဲမှန်တယ်များပြည်လေသွားစီမှာအတိအကျပဲဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါသည် ဒီကလာတော့ဒီမှာစက်ပစ္စည်းရင်နဲ့ပတ်သက်ပြီးတော့မောင်းနေတဲ့အခါမျိုးသတိထားပါစက်ပစ္စည်းရင်နဲ့ခဏခဏပြရတာမျိုးတွေကြုံရတတ်ပါလေရွှေဝင်တာမျိုးတွေအနေနဲ့အားနေပါလေကြိုလုံးနဲ့လုံးနဲ့ကိစ္စတွေကိုကြိုတင်မပြောပါနဲ့အပြတ်တဘောလေးတွေစောင်းတာမျိုးတွေကြုံရတတ်ပါလေကျမ်းမာရင်နဲ့ပတ်သက်လာရင်လေနဲ့ပတ်သက်တဲ့ကျမ်းမာရေးကိုသတိထားစင်နေမြန်လူအကြောင်းထားလောင်းပြောကြလိုက်ရသည်ဒါအပြင်အကြီးပြားလို့ရာနာမှုလို့အလှပရမှာဆရာလို့ရုပ်ရှင်းခြင်းမျိုးပြင်ပေမဲ့ရုပ်ဆိုးတာလားမျိုးတွေပြရတတ်တဲ့အတွက်အလှပနဲ့ပတ်သက်ပြီးတော့ရာနာတော့အလှကျစ်တို့ခွဲစိတ်တာမျိုးတွေအတက်နိုင်ဆုံးဟောပါမျက်နှာသစ်စီရောက်မှမှအစ်စ်ပြောင်းလုံးလိုက်ခါမှဝက်ချန်တွေထွက်လာတာမျိုးဒီလိုမျိုးတွေဖြစ်တတ်တဲ့အတွက်အကြီးပြားရာနာမှုတွေအလှပရရတဲ့ပတ်သက်ရီယူစ င်နေရအတွက်တော့လိုအပ်သောကာလဖြစ်ပါတယ်။ passport လုပ်ငန်း၊ visa လုပ်ငန်း၊ရွေးကြီးကွားနဲ့ပတ်သက်လို့ရှိရင်ချိတ်ဥစားကလှုပ်ဆောင်မှာပြန်လျားရဲ့အထက်ကိုရရှိတတ်တယ်။လှုပ်ဆောင်နေနေရမှာလေကိုကိုယ်တိုင်ဦးစီးဦးဆောင်ပြီးဆောင်ရွက်ခါမှာကျင်းတဲ့အောင်မြင်ခြင်းတွေရရှိတတ်တယ်လို့မေတ္တာများများပို့ပါ။ရောက်ရှိတဲ့နေရာမှာရှိတဲ့မြို့တော်ရှင်တွေတို့ရှင်နဲ့ကိုမေတ္တာများများပို့ပါ။သို့မဟုတ်လို့ရှိရင်လည်းမေတော်တို့၊သုဒ္ဓတပည့်တို့၊လက်စမီတို့၊စန်နီမေတော်တို့အစရှိတဲ့ပုဂ္ဂိုလ်တွေမအားတော့များနန်းတွေဆုံးလုံးလာတော့အစရှိတဲ့ပုဂ္ဂိုလ်တွေနားမှာဟိုတမန်ခုလေးတစ်ခုကိုလှူဒန်းပြီးတော့ဆူတောင်းလိုက်ပါလူရာကိစ္စအကျင်းကြီးပြေဝသွားမှာအတေချာပဲဖြစ်ကြောင်းခက်လောက်ပြောကြလိုက်ပါရစေခင်ဗျာဂျာဇာဗီသမီးမိတ်ဆွေဒီလတာတော့ဒီမှာ ်မိတ်ဆွေတို့အနေနဲ့အကျိုးပေးသောအရာများအနေနဲ့ဆိုရင်တော့တနင်္လာသာသမီတွေနဲ့တွဲဖက်လုပ်တာမျိုးတွေအကျိုးပေးသလိုအဲစနေသာသမီတွေနဲ့တွဲဖက်လုပ်တာမျိုးတွေကမိတ်ဆွေတို့ရဲ့ကံကိုအသာကောင်းမှုတိုးတက်ပြီးကံကောင်းစီပါတယ်အကျိုးပေးသောကဏ္ဍအနေနဲ့ဆိုရင်တော့တစ်ကဏ္ဍခုနှစ်ကဏ္ဍကိုးကဏ္ဍနေတာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်အသာကောင်းမှုကံကောင်းစီသလိုအကျိုးပေးသောအရာဟာအရှိစုစုရဖြစ်ပြီးတော့စန်းတီရအရာကတော့အရှိမြောက်တောင်အရာဖြစ်ပါတယ်ခင်ဗျာ အချိုးပေးကံကောင်းစီတော့ဆနာလို့ပြောရက်နေဆိုရှင်ဘာလို့ဖြစ်ဖြစ်အဲမိတ်ဆွေတို့အနေနဲ့ဟိုအချိုးပေးကံကောင်းစီတဲ့အရာလေးတွေအချိုးပေးကံကောင်းစီတဲ့နေ့ကလေးတွေလုံခြုံမှုအေးချမ်းမှုနဲ့ပြီးသွားမှုတွေကိုရုပ်လုတဲ့အခါမှာဖြစ်ဖြစ်မိမိရဲ့အတွေ့အကြုံမိသားစုရဲ့ကိစ္စအိမ်တွင်းရဲ့ကိစ္စလေးကိုဖြေရှင်းတဲ့အခါမှာလေမိသားစုတွေမျက်နှာရှင်းဆန်ပြီးတော့လုတာမျိုးကြစားပြီးသားသမီးတွေရဲ့အမှုကြီးကိုရယူပြီးတော့ကိုကြီးဆောင်ရရင်ပြဿနာခံရမျိုးကိုအဖြေပေါ်ကောင်းမွန်အားသာတော့မှအတိအကျပဲဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ရစီအချိုးပေးကံကောင်းစီတော့အရာအနေနဲ့ဆိုရင်တော့အနီရောအပြာရောလို့ စင်စွဲရောင်လို့ဟာမိတ်ဆွေတို့ရဲ့ကံကိုတုတ်တက်ကောင်းမှုပြီးအားသာစီပါတယ်သတိထားဆင်ခြင်ပြရမယ့်အရာကတော့အသားရောင်လို့ရွှေရောင်လို့သတိထားဆင်ခြင်ပြီးတော့ဝတ်ဆင်ပေးတာ review ဆင်ခြင်ပြရတော့လူအကြောင်းထပ်လောင်းပြောကြလိုက်ပြရစီခင်ဗျာကြည်စားတန်ခါရံများဤဆိုတဲ့ဒါကြစားပြီးသားမိတ်ဆွေတွေဒီကာလမှာအဲဆရာနောက်ကလေးတွေအမျိုးသမီးကိစ္စလေးတွေဘာညာကိစ္စလေးတွေမှာသတိထားဆင်ခြင်ပြီးတော့ပြောဆိုပါလို့ထပ်လောင်းပြောကြလိုက်ပြရစီခင်ဗျာဘာကိုဖြစ်ဖြစ်တော့ပြန်ပြန်ပြီးတော့တလတာကိုရှုံလိုက်ရတယ်ဘာလို့ဖြစ်ဖြစ်တော့ဘာလို့ဖြစ်ဖြစ်ရှေ့တိုးဆောင်ရလှုပ်ဆောင်ရအောင်မြင်မှုနဲ့တိုးတက်မှုတွေရရှိဈေးနိုင်တယ်ဆိုတော့ညာလေဘာလို့ဖြစ်ဖြစ်ကြိုတင်ဖွင့်ပြောပါနဲ့ ဒါပေမဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စကိုတိကျနေကြသွားနိုင်ကြတော့မရှိဘူး။ဒါပေမဲ့ဒီလက်ဟာစိတ်တက်အတက်အကြအရန်လွယ်သောကာလစိတ်တက်အမင်းအနိုင်အတက်အကြအရန်မြန်သောကာလဖြစ်တဲ့အတွက်အခုထားလို့ချင်လိုက်ခဏလေးထားလို့ချင်လိုက်ဆိုရင်တံပိုးကြီးဖြစ်တတ်တဲ့အတွက်ဘာသာတရားတစ်ခုခုရဲ့အဆုံးအမကိုခံယူတာဟာပုံမကောင်းဘူးလေဆိုတဲ့အကြောင်းနဲ့ထားလောင်းပြောကြားလိုက်ပြရစီခင်ဗျ။အရေးကြီးသောကိစ္စတွေကိုပြုံလို့ဆောင်ရတဲ့အခါ ကျွန်းနဲ့ကလေးတွေစောင်းပြီးတော့သွားတာမျိုးကျွန်းနဲ့ဆရာရောင်းနဲ့ကျွန်းနဲ့တန်လျာကလေးတွေဖြစ်စီအဲသို့မဟုတ်လို့ရှိရင်လည်းကျွန်းနဲ့တန်လျာဆိုလို့ဆရာရှိမှကျွန်းနဲ့တန်လျာဝယ်လို့ရပါပြီအဆောင်လက်ခွေကြိုးပါပါပါတယ်တခုကို၄တောက်ကြပါဆရာငယ်ပြေးမှာဝယ်လို့ရတယ်တို့တော့ဆရာရှိကိုလာကြည့်မှပြောင်းမလို့မိစေတို့အနေနဲ့အဆောင်လေးနဲ့ပြုလို့ရှင်တပါဆိုရင်ကျွန်းနဲ့ဖရာဆရာတို့ဖရာနဲ့မတက်တာတွေမရအောင်ပါခင်ဗျာနော် ဆရာမကလည်းစဉ်းနေတယ်လို့ဖြစ်နေเนาะအဲကျွတ်နဲ့တန်လေးရတို့ကျွတ်နဲ့တို့ကျွတ်နဲ့ငကားရုပ်တို့ကျွတ်နဲ့နဲ့ပတ်သက်ပြီးတော့ငွေကြီးကံကောင်းကဆောင်းထားပါတကယ်ကိုကောင်းမှုပြီးတော့တိတ်ထိပေါက်တော့လဖြစ်ကြောင်းထားလောက်ပြောကြလိုက်ပြရစီခင်ဗျာเนาะတတိယစင်နေရမှာတော့မြောက်ဆူဆူရက်ကိုခရီးထွက်တာမျိုးတွေကိုတတိယစင်နေပြီးပါဘာလို့လုတ်လို့ကိုတခုတသမီးတွေနဲ့တွက်ဖက်လုတ်တာမျိုးတွေကမိတ်ဆွေရဲ့ကံကနည်းငယ်ပြီးအားနည်းစီတော့လဖြစ်ကြောင်းထားလောက်ပြောကြလိုက်ပြရစီမိမိတို့ရဲ့လူရအောင်ပြုမှုဆောင်ရွက်တဲ့အခါမျိုးကြာဆရာလိုပေါ့ကျွတ်နဲ့ကလေးမရှိတဲ့အခါမိတ်ဆွေတို့နဲ့မိမိအိမ်ရဲ့မျက်စောဖေးရမှာအမွေးနှံတာလေးစပြန်ပြီးတော့လူရအောင်ပြောဆိုဆောင်ရွက်ရင်အောင်မြင်တိုးတက်နိုင်တော့ကာလဖြစ်ပါတယ် မိမိတို့ရဲ့ရောင်းပုံဝဲပုံတွေအယောက်ဆိုအယောက်ဖက်စီပုံတို့အတွက်မိစ္ဆာတို့ရဲ့ပုံပစ္စည်းတွေကိုရောင်းဖက်စီရလို့ငါနှစ်စီပန်း၃ပွင့်လေးကိုနှစ်စီပန်း၃ပွင့်အဖြူရောင်းနှစ်စီပန်း၃ပွင့်လေးကိုမိမိတို့ရဲ့ပုံပစ္စည်းတွေကိုရိုက်ကုန်ထိပေးပြီးတော့ရောင်းထွက်ပါစီလို့ဆုတောင်းနေအယောက်ဝဲကောင်းပြီးအယောက်ဆိုအယောက်ဖက်သွားစီမှာအတိအကျပဲဖြစ်တယ်ဒီတစ်လကလုံးအဆက်ဆက်ရရအစင်ပြေအောင်မြင်တိုးတက်စီရငွေကြီးကအားကောင်းစီရတို့ပြုလုပ်ရမယ်ရေရာနေနဲ့ဆိုရင်တော့ နီးဆက်ရမြောင်မြင်ကြီးကြီးတပင်မှာဖြစ်စီသို့မဟုတ်ကိုကိုပင်အပင်ကြီးကြီးတပင်မှာဖြစ်စီရုပ်ကစုံနာမည်ကြီးကိုကွန်းရနှစ်ရလှူပြီးတော့နကွန်းရနှစ်ရလှူပြီးတော့မိမိတို့ရဲ့လိုရာကိစ္စအောင်မြင်မှုအတွက်နေ့စဉ်မပြအဘရုပ်ကစုံနာမည်ကြီးကိုဘာညာခုကလိုအပ်တာလေးစူတာအောင်မပြင်းမရှင်းစူတာအောင်ကျင်းတည်ပေါက်ပြေဝါလာမယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့မိစေလိုအားလုံးအဆက်ဆက်ရရအစင်ပြအောင်မြင်တိုးတက်လို့ဂျာစာပိတာသမီးမိတ်ဆွေအားလုံးဒီ2025ဆယ်လာပိုင်းဟာဂျာစာပိတာသမီးမိတ်ဆွေတို့ကဘာကိုဖြစ်ဖြစ်ရှေ့လို့စာကြောင်လှုပ်ဆောင်ခြင်းတည်ပြန်ကောင်းခြင်းကိုဥတည်ပြီးလက်ကမောင်းခံနိုင်ပြီဆိုတဲ့အကြောင်းပြောရင်းနဲ့ ဒါဆိုမိသားစုမိတ်ဆွေတွေအားလုံးရတနာစင်ကြောက်ဇေတောက်တိုင်းကစားနေလို့အောင်မြင်မှုကတော့ဆောက်လို့တက်နေတယ်ကိုလက်ဝေးဖြုတ်ခဲ့သူစီးစိမ်ဥစ္စာများတိုးပွားကြပါစေလို့ဆရာကဆုတောင်းထောက်ခံပြုရင်းနဲ့နောက်တစ်ပတ်မှာပြန်ဆုံကြပါဦးခင်ဗျာ